ရှိုးဝဲလက်မှတ်တွေကိုအစမတန်ဈေးရီနဲ့ရောင်းချနေရသောလူရင်းရဲ့ပြောဆိုမှုကိုခံရကရှိုးဝဲဖျက်ခံခဲ့ရတဲ့အဆိုတော်ပူပူတကယ်တခါကမြန်မာနိုင်ငံလူငယ်တွေကြောင့်မှရေပန်းစားကသူတို့ချင်းမှန်သမျှရေမတဲတီကိုရောက်အောင်ဆိုနိုင်လို့အားပေးမှုတွေတခဲနဲ့ရရှိခဲ့တဲ့အဆိုတော်ပူပူကိုမသိတဲ့သူမရှိလာပါဘူးဆိုတော့ပူပူဟာလူပညာလောကမှာတော်တော်ကြီးကိုတိတိကျကျအောင်မြင်နေကတချင်းမောင်များစွာကိုပြိသက်တွေရဲ့ပါဇက်ပြားမှာဆွဲလောက်တဲ့အထိကိုထိထိမိမိတည်ဆုံနိုင်သူတို့ပါဆိုတော့ပူပူဟာလူပညာလောကကနေဒီလိုမျိုးချမ်းသာကြွားက အောင်မြင်မှုများစွာရခဲ့တယ်လို့ချမ်းသာကြွားတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားပေမဲ့လည်းချစ်သူကြီးစားမရှိပဲနဲ့ဒီကိုယ်ရဲ့ထီးချန်ရဲ့အပြိုကြီးဖြစ်နေသူပါဒါပေမဲ့ပုံပုံအားချစ်သူကြီးစားရင်အများကြီးထားဖို့ပေမဲ့လည်းတယောက်ကမှစိတ်တိုင်းမကြလို့အပြိုကြီးလုံနေရပါအစိုးရပုပ်ပုဟာတမိုင်းအချင်းရာတမောင်းအလိုလိုက်ရမယ်ဘာသာတရားလိုက်စားရမယ်တင်းငင်းအေးချင်ရမယ်စသဖြင့်ကြီးများနေလို့အပြိုကြီးဖြစ်နေရပါစိုးရပုပ်ပုတရားဒီလိုလူမညာလောက်ကမှအောင်မြင်နေကနေနောက်ပိုင်းအထီးကျန်ဆန်သွားနေပဲရုပ်တရက်ပြိတ္တကြီးတွေရှိကနေပြောက်ကွယ်သွားတာပါအဲ့ဒါကတော့မြန်မာနိုင်ငံမှာနိုင်ငံအရေးခင်နေတဲ့ပတ်သက်လို့ စွန်ညိသွားကြတဲ့သူတွေထဲမှာစွန်တော်ပူပူတယောက်လည်းပါဝင်ဖြစ်သွားတာပါနိုင်ငံရေးတွေနဲ့စွန်ညိခင်တာကြောင့်သူမကတော့နိုင်ငံတော်ကနေဖန်ဆီထိမ့်သိမ့်ခြင်းကိုခံခဲ့ရကောင်ဝန်ခံကလေးမှာလက်မှတ်ထိုးထားပြန်လည်လွှမ်းမြောက်လာခဲ့ရပါပြန်လည်လွှမ်းမြောက်လာပြီးနောက်ပိုင်းမှာတော့အတော်တန်ကြောင်ပြောက်ွယ်နေခဲ့ရပါမြန်မာနိုင်ငံရဲ့နာမည်ကြီးစွန်တော်ပူပူဟာဆိုရင်ပြည်သက်တွေရဲ့တခင်းနဲ့အားပေးခြင်းတွေကိုရရှိပိုင်ဆိုင်ထားတဲ့အစိုးရတော်ပဲဖြစ်ပါရင်စွန်တော်ပူပူဟာမကြခင်မှာတော့သူမရဲ့ဝင်တွေအတွက်တကူတော့ရှိုးပွဲကိုကျင်းပဖို့ရှိုးဝဲလက်မှတ်တွေကိုဈေးမြင့်နဲ့ရောင်းချနေရကြောင် ခက်ခဲရှိတဲ့ချို့ကတော့အစိုးရပို့ပို့ကောင်းကောင်းကြီးကိုမြစ်တာပို့လျက်ရှိပါတယ်။မြန်မာနိုင်ငံရဲ့ထိတ်တန့်ဒိဋ္ဌိကျဆိုတော့ဟာသူ့ရဲ့တကူတော်ရှိုးဝဲကိုလက်မှတ်စည်းအမြင့်နဲ့ရောင်းချကကျင်းပတာမှန်ပေမယ့်နိုင်ငံရဲ့ခေတ်ကာလအင်အားအားအဆင်ပြေချုံးဝင်နေတာကြောင့်ပြည်သူတွေကငွေကြေးရတက်နိုင်ကြပါတယ်။အခုလိုမြန်မာနိုင်ငံမှာစစ်ပေးရောတဘောဘီရက်နေရောဤသူမိသားစုတွေတော်တော်များများဟာငွေကြေးခက်ခဲဖြစ်နေကြတာပါ။တချို့ဆိုရင်ငွေကြေးတွေမကသေးပဲနဲ့အစားအသောက်တွေပါပူပန်နေကြရပါပြီ။ဒီလိုပဲနိုင်ငံခြားရောက်မြန်မာတွေကလည်းအလားတူငွေကြေးခက်ခဲနေရင်ဆိုင်နေရတာပါ။ အစောပိုးပိုးအားချောင်းဆိုရလို့ပဲမြန်မာနိုင်ငံပြည်တွင်းမှာရှိုးပွဲတွေဆွနေခဲ့ပြီးတော့ပြည်တွင်းမှာသာမကဘဲနဲ့ပြည်ပမှာဖြစ်တဲ့စင်ကုန်းနိုင်ငံမှာပါမြန်မာပြည်သက်တွေအတွက်သူမရဲ့ဝင်းရေးရှိုးပွဲကိုကျင်းပသွားမှာလို့လည်းသိပြလာတာပါသူမရဲ့ရှိုးပွဲလက်မှတ်တွေကိုတော့ဒေါ်လာ50ကနေစတင်ပြီးတော့ဒေါ်လာ100တွင်းကိုရောင်းချနေရပါဒီလက်မှတ်တန်ကြီးတွေကိုမြန်မာဝင်းတိုင်းအနည်းဆုံး2သိန်းကနေအများဆုံး6သိန်းခွဲရှိနေရပါဒါတွေကြောင့်စင်ကုန်းရောင်းမြန်မာနိုင်ငံသားတွေကတော့အစောပိုးပိုးတရားဒီလိုမျိုးအစမတန်ရောင်းချနေရကိုအမြင်မကြီးဖြစ်ကဒဲဝုံကြတာပါ သူများတွေခခဲစားထဲမှာရင်ဆိုင်နေရတဲ့အချိန်မညာမတာတကောနဲ့ကောင်းချိုးကြည့်ကရောင်းချပေးနေတာတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်လို့ဆိုတော့ပူပူကဝေဖန်နေကြတာပါဒီလိုမျိုးလူတွေရဲ့ရှုံချမှုတွေကိုခံနေရတာဆိုဆိုတော့ပူပူကတော့စင်ကာပူကကျမရဲ့တဝိုင်းရဲ့ဝင်းနေချောဝဲကိုစိတ်မကောင်းစွာနဲ့ဖျက်သိမ်းလိုက်ရပါတယ်ဒီလိုပဲမကြသေးခင်မှာဆန်းဆန်းခါလိုက်လေအလားတူသွားရင်ထိုင်းနိုင်ငံမှာ live ဆိုမဲ့ show ဝဲလက်မှတ်ကို12သိန်း13သိန်းဝင်းကျင်နဲ့ရောင်းချခဲ့တာကြောင့်လူတွေရဲ့ပြောဆိုကိုကောင်းကောင်းခံလိုက်ရတဲ့ကြောင့်သူ့ရဲ့ show ဝဲလည်းဖျက်သိမ်းခဲ့ရတာပါဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တို့အားရော လူမျိုးရှင်ဝဲလက်မှတ်ကိုကိုသိန်းခွဲနဲ့ရောင်းချခဲ့တဲ့အစိုးရပုပ်ပုပ်ကိုမိမိတို့ရဲ့မြင်လေးရှင်လည်းမျှဝေသွားကြပါအောင်ရှင်။ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရတဲ့ကျေးဇူးတော်ရင်တင်ရှိပါတယ်။နောက်ရက်ဒီမောင်လေးဒီထက်ပို့ပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့ဆယ်လေးသတင်းကြောင်းရလေးနဲ့ပြန်လာခဲ့ပါအောင်မယ်နော်။